အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုရိုအင်တာဗျူးဖြည့်ဆိုမယ့်ညီငယ်ညီမတွေခင်ဒီအတွက်မဖြစ်မနေပင်ဆင်ရမယ့်အချက်၅ချက်ကိုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်နံပါတ်၁အနေနဲ့ကတော့ portfolio ပါကိုကိုယ်တိုင်ပြင်ဆင်ထားတဲ့ portfolio ကိုအချိန်တိုတွင်းမှာပြန်လည်ရှင်းပြနိုင်အောင် လေ့ကျင့်ထားသင့်ပါတယ် ကိုရှောင်းမဲ့ရာတို့ကိုရှောင်းမဲ့အလို့အကိုင်းနဲ့ကန့်ရည်ရဲ့ပေါ်ဖလိုဖြစ်ရင်ပုံပြီးကောင်းပါတယ်ဥပမာဖုန်းဆိုင်ဆိုလို့ရှိရင်ဖုန်းကြော်ညာတယ်တို့မို့ဖုန်း product တွေရဲ့အကြောင်းတွေပါတယ် presentation မျိုးဖြစ်နေမှုကောင်းတယ်ပေါ့နော်အဲအဲ့ဒါလေးကိုအထူးကထားပြီးတော့သွားတာမျိုးတွေရှိမယ်ကင်မရာနဲ့ပတ်သက်တဲ့အပိုင်းတွေ screen reader အပိုင်းတွေပေါ့ဥပမာရွှေတန်းကိုသွားရှောင်းမဲ့ဆိုလို့ရှိရင်ကိုရော delivery test လို့ဟာမျိုးတွေပြီးလို့ရှိရင်ကိုရော retest beauty နဲ့ပတ်သက်တဲ့အပိုင်းလေးပြီးလို့ရှိရင်ကို trend ဖြစ်တာဟာမျိုးတွေ အရှူရအကြောင်း knowledge sharing ဆွဲထားတဲ့ design မျိုးတွေကိုပြင်ဆင်ရေးဆွဲသွားတင်ပါတယ်လို့အကြံပြုချင်ပါတယ်။မတ်နဲ့အနေနဲ့ကတော့ကိုယ့်ရဲ့ skill set salary ပါဒါကတော့ကိုယ့်ရဲ့ interview နဲ့သူနဲ့ကိုယ်နဲ့ကိုယ့်ရဲ့ portfolio နဲ့ကိုချိန်ဆက်တဲ့အပိုင်းမှာအဲကိုယ့်ရဲ့ interview ဟာကနေပြီးတော့ကိုယ့်ကို interview နေတဲ့သူကနေပြီးတော့မှအတရက်ကိုဘယ်လိုပုံပြီးလဲဒါမှမဟုတ်ရင်တရက်ကိုဟာလာဘယ်လောက်လောက်ဟာလာရေးဆွဲနိုင်လဲအခုဒီပုံတွေကို လိုမျိုးဘယ်လောက်အကြောင်းကြီးဆွဲခဲ့တာလဲဒါမျိုးဒါမျိုးတွေကိုကိုက skill တွေကိုမေးတယ်မေးခွန်းမျိုးတွေရှိပါတယ်เนาะအဲ့လိုမျိုးဆိုရင်ကိုကကိုတကယ်ဆွဲခဲ့ဘူးတဲ့ကိုရဲ့ limit တခုကိုအဲပြပြတင်တယ်ပေါ့နော်ဥပမာတရက်ကို၄ပုံပြီးတယ်ဒါမှမဟုတ်တရက်ကို၂ပုံပြီးတယ်တရက်ကို၂ပုံတော့ဆွဲနိုင်တယ် blue design မျိုးဘယ်လိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့တရက်ကို၅ပုံမေးနိုင်တယ်စသဖြင့်ရှင်းပြတမ်းမယ်ပေါ့နော်နောက်တစ်ခွက်ကျကို salary ပေါ့နော်ကိုရဲ့ salary ကိုလိုချင်တဲ့ salary နဲ့ကိုင်းညီမယ် အလားကိုရစကေးနဲ့ကန်ကြီးအောင်ချိတ်ဆက်ထားတဲ့အကြောင်းကိုလည်းပုံလွှင့်အောင်ဖြည့်ဖြည့်ဆို့ထားရမှာပေါ့နော်မတော့အကူ processing and train လို့ရေးထားရပါတော့။တော့အဓိကကတော့ကို processing ပေါ့။ကိုဒီဇိုင်းရေးဆွဲလို့ရှိရင်ဘလူးကြီးလုပ်လဲပေါ့နော်။ဘလူးကြီးစဆွဲလဲလို့မေးရမျိုးရှိတယ်။ဥပမာဘလူးနဲ့တိုင်ပင်ပြီးကျွန်တော်ဆွဲလို့ရှိတယ်။ဒါမွေ idea ကိုကျွန်တော်ကဘလူးမျိုးတွေနဲ့ idea ထုတ်တယ်။ဥပမာ pin track ကို pin track တို့ အဲ့ reference တွေကြည့်ရပေါ့နော် reference တွေကြည့်ပြီးတော့မှကျွန်တော်ကဆွဲလို့ရှိရတယ်။ဒါကတော့ကိုယ့်ရဲ့ကိုတကယ်လုပ်ဘူးတဲ့ဟာမျိုးပေါ့။အဲ့လိုကိုတကယ်မလုပ်ဘူးတဲ့ဟာမျိုးဆိုရင်ဆွဲပြပြောပြစရာမလိုဘူး။ကိုယ့်အနေနဲ့ယူသားဖို့လိုတယ်ပေါ့နော်။ဥပမာ quant writer နဲ့ဘယ်လိုမျိုးစုပ်ဖူးတယ်။ဘယ်လိုမျိုး project တွေမှာတော့ဒီ project တွေမှာတော့ကျွန်တော်ဘယ်လိုမျိုးဆွဲခဲ့ဘူးတဲ့။ဒီလိုအမျိုးတွေတော့ကျွန်တော်ကဘယ်လိုမျိုး Google Drive ဘယ်လိုရိုက်ခဲ့တယ်။ Google Drive မှာလုပ်ခဲ့တယ်ဆိုတဲ့ကိစ္စမျိုးတွေကို ဆွေးနွေးသွားလို့ရတယ်ဒါကတော့ processing အကြောင်းနေဘူးရှင်းပြထားရမှာပေါ့နော်နောက်တစ်ခုကတော့ train နေပေါ့နော် train နေနဲ့ပတ်သက်ပြီးတော့လေကိုယ့်ရဲ့ဒီ design လိုအချက်တွေဒီကိုယ်နဲ့ကိုင်းရတဲ့ design train တွေကိုအများကြီးစဉ်းစားမပြတ်ဥပမာ behance တို့ကနေဘယ်လိုမျိုးလေ့လာလေ့ရရှိတယ်ဒီ train တွေကိုကျွန်တော်တို့ဘယ်လိုမျိုးစိတ်ဝင်စားမှုရှိတယ်အ train နေနဲ့ပတ်သက်ပြီးတော့လေအခုဘယ်လောက်ထိပေါ်ဆောင်ဖို့လဲဒါမျိုးတွေကိုကျွန်တော်တို့ကရှင်းပြတတ်ရင်ပို့ကောင်းပါတယ်ကတော့ problem solution scheme ကို made တဲ့ပေါ့နော် ဘယ်လိုမျိုးလဲဆိုရှင်ဥပမာ customer တယောက်ကနေပြီးတော့มาပဲဖြစ်ဖြစ်ကိုယ့်ရဲ့ content writer တို့မဟုတ်အထက်လူကြီးကနေပြီးတော့ပဲဖြစ်အဲကိုယ့်ကိုယ့်ရဲ့ design တွေကို review ပြီးတော့ review လုပ်ပြီးတော့အမကြိုက်ခဲ့ဘူးဆိုရင်ဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတော့မိကွန်းမျိုးတွေဥပမာကိုဟာဘယ်လိုမျိုးသူတို့ရဲ့ review တွေကိုဘယ်လိုမျိုးအကောင်းဆုံးနားထောင်နေအားထောင်ပြီးတော့မှကျွန်တော်တို့ကဘယ်လိုမျိုးပြန်ပြီးရေးဆွဲနိုင်အောင်အကောင်းဆုံးဆွေးနွေးသွားတယ်ဆိုတဲ့အကြောင်းအရာတွေကိုပေါ်လွင်အောင် interview မှာဖြည့်တင်နေပါတော့တစ်ချက်ကတော့ကိုတို့ ရောပါဒါကတော့တချို့တော်တော်များများတော့ဒီဇိုင်နာတွေကအဲမေ့ပြီးတော့မပြောရတာမပြောမိတာမျိုးလည်းရှိတယ်ဥပမာပေးရကဘယ်လိုရှိလဲအလုပ်ချင်ရဘယ်အလုပ်ချင်ရဘယ်ချိန်နေလဲပြီးရင်နောက်ကြရင်ဘယ်လိုမျိုးရှိလဲခွင့်ယူရင်ဘယ်လိုမျိုးရှိလဲလာစားတို့ခွင့်လာစားတို့တာတွေရောဘယ်လိုမျိုးရှိလဲဥပမာအဲတကယ်လို့နေမကောင်းခဲ့လို့ခွင့်ယူခဲ့မှာဆိုရင်ဘယ်လိုမျိုး ခွင့်ယူရတာပါလေ။ဒါမျိုးကိစ္စတွေပေါ့နော်။စီကံနဲ့ပတ်သက်တဲ့အပိုင်းတွေအလုံးနဲ့ပတ်သက်တဲ့စီကံပိုင်းတွေပစ္စည်းတွေနဲ့ပတ်သက်တဲ့ဥမာမုန်နေတိုက်တစ်ခုမှလုံးမဆိုရှင်ကျွန်တော်ပညာရှင်ကာလမှာအမှားယွင်းဖြစ်ခဲ့ရင်ဘယ်လိုမျိုးတောင်းအယူရတာလဲ။ဒါမျိုးကိုယ်လက်ရှိလုံးရမယ့်တောင်းဝန်မှာဘယ်လိုမျိုးဟာလားအစီကံချက်တွေရှိသေးတယ်ဒါကတော့ကုမ္ပဏီနဲ့ပတ်သက်တဲ့ထုတ်ပြန်ထားတဲ့အစီကံတွေပါတယ်လေကိုယ်အလုံးနဲ့ကိုယ်အလုံးရှင်နဲ့ဂျားထဲမှာအဲဒီပထမဆုံးအင်တာဗျူးမှာပဲအစီကံချက်တွေကို နားလည်အောင်မေးမြန်းတတ်ပို့တော့လူမဲ့တင်ပါတယ်အဲ့တော့ဟုတ်ပြီအဲ့တော့ဒီအချက်၅ချက်လုံးကိုကောင်းစွာဖြည့်ဆို့နိုင်ပြီဆိုလို့ရှိရင်တော့ကောင်းဝင်ပြည့်စုံတဲ့အင်တာဗျူးတစ်ခုဖြစ်ပါဖြစ်ပါဖြစ်လာပါလိမ့်မယ်လို့အခုကတော့အကြံပေးလိုက်ချင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်